အလှပြင်ဆိုင်ကပြန်လာတဲ့ဟာနာရဲ့အလှကိုဟာနာလေးခရစ်ငါမင်းကိုလက်မထက်ချင်တာတိတယ်မလားဆိုပြီးတော့ပြောလိုက်တာကြောင့်ခရစ်ကလည်းဟာနာကိုပါတစ်ချက်ရိုက်လိုက်ပါ යි ဟာနာလည်းအရန်နာကြောင့်ပြောပြီးတော့ခရစ်ကလည်းဟာနာကိုအိမ်ခန်းစီကိုလက်ဆွဲကခေါ်သွားခဲ့ပါ යි အိမ်ခန်းကိုရောက်တာနဲ့ဟာနာရဲ့လေပင်ကိုညှစ်ကငါမင်းကိုတတ်လိုက်လို့ရတယ်မင်းကိုဘုံဒက်ထောင်ထဲကိုထည့်လိုက်လို့ရတယ်ငါကဘလိုမျိုးတက်တိမျိုးနဲ့အဲ့ဒီလိုမျိုးစင်ခေါ်ပြီးပြောရတာလဲဆိုပြီးတော့ပြောကချင်းချပြီးတော့ကျမ်းပြပေါ်ကိုဖြစ်ချလိုက်ပါတော့တယ် ာနာကတော့ငိုနေုံကလွယ်ပြီးတော့ဘာမှကိုလုပ်လို့မရပါဘူး။နောက်နေ့မှာတော့လက်ထက်ပွဲကိုကျင်းပနေပြီးတော့တင်ဆက်တဲ့သူကလည်းဒရိုသားနဲ့ဒရိုသမီးတို့ကိုဖိတ်ခေါ်လိုက်ပါတယ်။ခရစ်နဲ့ဟာနာတို့ကလည်းအသက်မပါတဲ့အပြုံးတွေနဲ့တူတူခမ်းမအလေကိုလျှောက်လာခဲ့ကြပါတယ်။နှစ်ယောက်သားအနမ်းပေးတာကိုတီဝိုင်းတွေနဲ့ပါဂုံပြုတ်ပေးပြီးတော့လက်ထက်ပွဲကလည်းတာယာအောင်မြင်စွာပဲပြီးဆုံးသွားခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့ Chris ကလည်းအလုံးလုံးနေတော့ဖုန်းကို message တွေဝင်လာတာကြောင့်စစ်ဆေးကြည့်လိုက်ပါ යි Chris ကလည်း Hana ကိုမင်းကရဲ့ခွင့်ပြုချက်မရပဲနဲ့ဒီရင်ကနေထွက်မသွားနဲ့ ငါရဲ့ခွင့်ပြုချက်ရမှာပဲအိမ်ကနေထွက်သွားလို့ရမယ်ဆိုတာကိုနားလည်တယ်မလားဆိုပြီးတော့ပြောလိုက်ပါ යි ။ဟာနာကလည်းသူကလောင်ရင်ထဲကငှက်တကောင်ရဲ့ဘဝလိုဖြစ်နေပြီဆိုတာကိုတီးလိုက်ပါ යි ။ခရစ်ကလည်းဟေးမင်းဘာလို့ညင်နေတာလဲ။မင်းကပြောတာတွေကိုနားမထောင်နေဘူးဆိုပြီးတော့ခနာကိုကိုကိုင်ကမေးနေခဲ့ပါ යි ။ဟာနာကလည်းနာရာကြောင့်အော်နေရပြီးတော့သူအကုန်လုံးကိုကြာကြာခရစ်ကိုပြန်ပြောလိုက်ခဲ့ပါ යි ။ခရစ်ကလည်းအိမ်ငယ်ထဲကနေထွက်လာခဲ့ပြီးတော့ကားမောင်းကထွက်သွားခဲ့ပါတော့ရင် အလှပြနေတဲ့ဟာနာရဲ့ဖုန်းစီကို message ရောက်နေလို့ကြည်လိုက်တဲ့အခါမှာတော့သူ့ရဲ့ရည်စားကံကြိုဖြစ်နေတာကြောင့်အပြင်ဘက်ကအဆောင်ခြေနေတွေကိုတစ်ချက်ကြည်လိုက်ပါ යි ဟာနာကလည်းဒီတက်တာတဲ့အိတ်ဆေးထည့်ပြီးတော့အဆောင်တွေကိုအစာကျွေးကျွေးမွေးမှသာသူ့အိမ်ကထွက်နိုင်နေမှာပဲဖြစ်ပါ යි ဒီနေ့မှကအဆောင်တွေရှိတာကြောင့်အဲ့ဒီနီလန်ကပဲထွက်သွားနိုင်မယ်ဆိုတာကိုသိကြတာကြောင့်အိတ်ဆေးတွေထည့်လိုက်ပါ යි ဟာနာကလည်းအဆောင်တွေစီကိုလမ်းလျှောက်သွားကသူ့ရဲ့အလှနဲ့ကိုမြှုပ်ဆွဲကဂျမလင်တဲ့မင်းတို့အတွက်ကိုငါပန်းတည်ယူလာတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි ။အဆောင်တွေကလည်းသူတို့အပေါ်ကိုချင်းချင်းနာနာနဲ့အခုလိုမျိုးအစားအစာတွေကိုလာပေးလို့ကျေးဇူးတင်နေခဲ့ပါတယ်။အဆောင်တွေပန်းတီးစားနေတာကိုဟာနာကလည်းအဝေးကနေစောင့်ကြည့်နေပြီးတော့ခဏနေတော့အဆောင်တွေကလည်းပန်းတီးစားပြီးတော့နေရာမာရင်ကိုလဲကျသွားခဲ့ပါတယ်။ဟာနာကလည်းတေချာအောင်အဆောင်တွေကိုတခါပြန်စစ်ဆေးပြီးတဲ့ခါမှာတော့တေချာမကိုအိမ်ထဲကနေကိုထွက်လာခဲ့ပါ යි အချီရင်မင်းဘာလို့ငါးစီကနေအဝေးမှနေနေတာလဲမင်းအစ်ကိုပြည်ရလာလို့ပြောကချစ်သူနှစ်ယောက်သားကတော့အလွမ်းတင်နေကြပါ යි အချစ်ရေငါ့ကိုစကားပြန်ပြောတော့မှာပဲခရစ်ကရောက်လာကသူ့ရဲ့လက်ထောက်ကလည်းတနက်နေ့ကိုချိန်ထားလိုက်ပါဟာနာကလည်းကဲကြိုခူးကစားပြီးမင်းငါနဲ့အဝေးမှာနေရမယ်ဆိုပြီးတော့ဝမ်းနေစွာပြောလိုက်ခဲ့ပါ යි ခရစ်ကလည်းကဲကြိုစီကိုလမ်းလျှောက်လာခဲ့ပြီးတော့သူ့ရဲ့ဇနီးကိုမနှောက်ရှက်ဖို့ပြောကာဟာနာကိုလက်ဆွဲကာကားနဲ့ကိုခေါ်သွားခဲ့ပါတော့တယ်ဂျန်နေခဲ့တဲ့ကဲကြိုကလည်းသူ့ကိုငါတီးတယ်သူကမာဖီးယားဘော့စ်ပဲဟာနာဘာလို့အဲ့ဒီလူကိုလက်ထက်လာလဲဆိုပြီးတော့စဉ်းစားနေခဲ့မိပါ යි ကားနဲ့ကိုအိမ်ပြန်ရင်းနဲ့ပဲလမ်းမှာဟာနာကိုမင်းပါလို့ငါခွင့်ပြုချက်မပါပဲအိမ်ကထွက်ပြီးတော့တခြားယောက်ျားလေးတစ်ယောက်နဲ့တွေ့တာလေအဲ့ဒီသူကရောဘာလို့လဲဆိုပြီးတော့မေးလိုက်ပါ යි ဟာနာကလည်းအဲ့ဒီလူကငါရီစာကျေးဇူးပြုပြီးတော့သူနဲ့တူတူနေခွင့်ပြုပါဆိုပြီးတော့ပြောတာကြောင့်ခရစ်ကလည်းပါရိုင်လိုက်ခဲ့ပါ යි ပြီးရနဲ့လဲကြနေတဲ့ဟာနာရဲ့အပေါ်ကနေပြီးတော့ငါမင်းကိုချင်းချင်းပြောထားတယ်ငါရဲ့ဒေါသကိုမစွာနဲ့ခရစ်ကလည်းဟာနာမင်းငါကိုဘယ်လောက်မုန်းနေဆိုတာကိုတေချောင်ပြောပြတယ်ဟာနာကလည်းစိတ်ထဲကနေပြီးတော့ဒါကမာဖီးယားရဲ့တပါပါပဲ ဖခင်ကြီးသူ့ဘဝတော့သွားပြီဆိုပြီးတော့တွေးနေခဲ့ပါတယ်။ခရစ်ကလည်းဟာနာရဲ့မျက်နှာကိုဆဲထည့်ပေးနေရင်လည်းသူ့ကိုထပ်ပြီးတော့ဒေါသမထွက်ဘူးနဲ့။ဘာလို့ဆိုရင်ဟာနာကိုသူဒီထက်ပို့ပြီးတော့နာကျင်အောင်မလုပ်ချင်ကြောင်းကိုပြောနေခဲ့ပါတယ်။ကလေးတစ်ခုမှခရစ်နဲ့သူ့ရဲ့လက်အောက်ငယ်သားတွေပျော်ပါနေကြပြီးတော့အဲ့ဒီချိန်ဝင်တဲ့တယောက်ကတောက်ဆရာလိုသေးလားဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့ခရစ်တိုကတော့မလိုသေးကြောင်းကိုပြောလိုက်ခဲ့ပါတယ်။ဝင်တဲ့ကောင်မလေးကလည်းဒီညကလပ်မှာ promotion ရှိကြောင်းကိုပြောပါတယ်။ promotion လို့ကြားရတဲ့ခရစ်ကလည်းမင်းမြတ်လို့ပြောပြဖို့ကိုဝင်တဲ့ကောင်မလေးကိုပြောလိုက်ပါတယ်။ ဝန်ထမ်းကောင်မလေးကလည်းပထမ promotion မှာစက်ပလင်းမှာရင်စကိုပလင်းအခမဲ့ရမယ်ဖြစ်ကြောင်းကိုပြောလိုက်ခဲ့ပါတယ်။အဲဒါကိုကြားတော့လက်ထောက်တွေကလည်းအာဒီကောင်မလေးကစေးတင်တဲ့နေအများကြီးတက်ပြီးတော့ယူသွားတဲ့နေတူတယ်။ဒါက promotion လားဆိုပြီးတော့တွေးနေခဲ့မိပါတယ်။နောက်ထပ် promotion တွေလည်းရှိသေးကြောင်းပြောတဲ့အခါမှာတော့ဒီကောင်မလေးဟာငါတို့ကိုအတင်းဝယ်ခိုင်းနေတာပဲဆိုပြီးတော့တွေးနေခဲ့ပါတယ်။တတိယ promotion ကတော့အရန်ကုန်မှထူကြပြီးတော့20ပလင်းဝယ်ရင်20ပလင်းအခမဲ့ရမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ပြောလိုက်တော့ကောင်လေးတွေကလည်းဟာမိုက်သားပဲဆိုပြီးတော့ထင်သွားခဲ့ကြပါတယ်။ ဘလို့ထင်လဲဟဲ့အောင် promotion ကရှိတော့မေးဒီကိုမေးလိုက်ချင်တာအဲ့အတွက်မလားဆိုပြီးတော့မေးလိုက်ခဲ့ပါ යි ခရစ်ချင်လက်ထောက်ကလှပတဲ့မင်းကလေးကိုဒီည promotion အားလုံးဝင်မေးအဲ့ဒါဆိုရင်မင်းကငါအပိုင်ပဲမလားဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော့ကောင်မလေးကလည်းကျေးဇူးတင်ကြောင်းကိုပြောလိုက်ခဲ့ပါ යි ခရစ်ကလည်းအိမ်ပြန်ရောက်တဲ့အခါမှာတော့ AC ထန်နေတဲ့ဟာနာကိုတွေ့ရပြီးတော့ဟာနာစီကိုလမ်းလျှောက်လာကအချစ်ကောဒီမှာပါလို့နေရလဲဆိုပြီးတော့အဲ့ချင်ရောက်နေပြီလေတော့အဲ့ရအောင်ဆိုပြီးတော့ချီချိုတတာပဲပြောလိုက်ခဲ့ပါ යි ဟာနာကလည်းသူပါလို့ဒီလောက်တော့ကောင်းပြီးနေရလဲဆိုပြီးတော့စဉ်းစားနေခဲ့ပါ යි ဖြစ်နိုင်တာတော့သူအယက်မူးနေလို့ငါ့ကိုဒီလိုမျိုးကောင်းကောင်းဆက်ဆံနိုင်ပေးတာဖြစ်မယ်ဆိုပြီးတော့သူကလည်းတွေးတော့နေခဲ့ပါတယ်။ခရစ်ကလည်းမင်းပါလို့ငါ့ကိုဒီလိုမျိုးကြည့်နေတာလေ။အိတ်ကြရအောင်လေးဆိုပြီးတော့ပြောလိုက်ခဲ့ပါတော့ရင်ခရစ်လည်းဟန်နီကိုဒီကိုလာဖို့ခေါ်လိုက်တဲ့အကြောင်းဟာနာကလည်းဖြည်းဖြည်းချင်းကိုမှလာခဲ့ပါပြီ။ခရစ်ကလည်းဟာနာမင်းတီလာငါ့မှာမင်းတယောက်ပဲရှိတာကြောင့်ငါမင်းကိုချစ်တယ်ဆိုပြီးတော့ပါပြောလိုက်ခဲ့ပါတယ်။ဟာနာကလည်းခရစ်မင်းကိုအရန်မုန်းတာကြောင့်မချစ်နိုင်ဘူးလို့ပြောနေတော့မှပဲအေးရပေါ်ကိုဆွဲခေါ်ရာကိုခံလိုက်ရပါတယ် ဟာနာကလည်းခရစ်ကို "तू အခုလိုမျိုးအခြေအနေကြီးနဲ့ကိုမနေချင်တာကြောင့်ဖယ်ပေးဖို့တောင်းဆိုနေခဲ့ပါ යි ။တစ်တေလင်းနေလို့မရဘူးလားဟာနာ။မင်းတွေထွေးမှုမလို့ခြင်းဘူးလားဆိုပြီးပြောပြီးတော့လေဘင်းကိုအနမ်းတွေဆက်တိုက်ပေးနေခဲ့ပြီးတော့ဟာနာကလည်းရက်ဖို့ကိုပြောပြမယ်လို့ခရစ်ကတော့ဆက်လုပ်နေခဲ့ပါ යි ။အချိန်နေကုန်ပြီးတော့ညနေနာရီထိကိုဟာနာကလည်းအိပ်မပျော်သေးပဲနဲ့ဟာနာခရစ်ကိုညကသူ့လုပ်ခဲ့တာတွေကိုပြန်တွေ့နေခဲ့ပါ යි ။ခရစ်ကလည်းဟာနာမင်းတို့နေပြီလား။အဲ့ဒါဆိုရင်သူ့အတွက်တစ်ခုခုပြေပေးဖို့ကိုပြောလိုက်တာကြောင့်ဟာနာကလည်းထွက်သွားခဲ့ပါ යි ။ ဟာနာကလည်းကော်ဖီဖြော်လာပေးခဲ့ပြီးတော့ခရစ်ကလည်းဒီကော်ဖီကအရင်ကမှခားတာကြောင့်ဗဇက်ထဲကနေပြန်ပြီးတော့ထွေထုတ်လိုက်ပါရင်ခရစ်ကလည်းဒီကော်ဖီကအရင်ခါရင်နောက်တစ်ခုမြမြလုပ်ပေးဖို့ကိုပြောလိုက်ခဲ့ပါရင်ဟာနာကလည်းတိမခန့်နိုင်တော့တာကြောင့်ခုံကိုယူကပရင်ပေါက်ကနေခုံချပြီးတော့အိမ်ပြင်ကိုထွက်ပြေးသွားခဲ့ပါတော့တယ်ဟာနာကလည်းပြေးရင်ရင်နဲ့ကိုအတွေ့ထဲမှာငါတက်နိုင်တလောက်ကိုဝေဝေးသွားရမယ်လို့တွေးနေခဲ့ပါရင်အဲ့ဒီအချိန်မှာပဲကံမကောင်းစွာပဲလမ်းမလေးလူရန်ကတယောက်ကိုတွေ့နေခဲ့ပါရင်အဲ့ဒီလူရန်ကကလည်းဟေးလှပတဲ့မင်းကလေးဒီညတယောက်ထဲဖြစ်နေတာလား အဲ့ဒါဆိုရင်သူနဲ့တူတူနေရအောင်လေးဆိုပြီးတော့ပြောကအနာကိုကတ်သွားခဲ့ပါ යි အဲ့ဒီအချိန်မှာပဲလူဆိုးကလည်းတနေ့ပြစ်တန်တဲ့အတူတူတက်ခွာခိုက်ရပြီးတော့ခရစ်ကလည်းဟာနာကိုအိမ်ပြန်ခေါ်သွားခဲ့ပါ යි ဟာနာကလည်းသူ့ကိုလွတ်ပေးဖို့ပြောပေမဲ့လို့ခရစ်ကတော့မင်းရဲ့ဖခင်အဖြစ်တွေကိုမင်းမဖြစ်ရှင်းရသေးပဲနဲ့သူစီကနေထွက်သွားလို့မရဘူးဆိုပြီးတော့ပြန်ပြောလိုက်ခဲ့ရင်လည်းအပိုင်းတွေကတော့ဒီမှာနေပြီးဆုံးသွားခဲ့ရတာဖြစ်ပါ යි ဆိုတော့နောက်တစ်ပိုင်းမှာဘာရီများဆက်ဖြစ်အောင်လဲဆိုတာကတော့ဆက်လက်ဆောင်မြောကြည့်ရှုရမှာပဲဖြစ်ပါ යි အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြရအောင်